နုပညာရှင်တို့ရဲ့ဟိုတယ်တစ်ခုမှမိကိုကျွှျောက်ပြန့်နှံ့လာတော့စွစွဲချက်များနဲ့ဟိုတယ်လောကကြီးကုန်တစ်ခါအပေါ်စင်ခုံမှုနမေကျော်နုပညာရှင်တို့ပိုင်ဆိုင်သည်ဟုလူသိများတော့ဟိုတယ်တစ်ခုသည်ယခုအခါအင်တာနက်ပေါ်ရေလုံးဝမတဲသင့်သည့်အဆိုးရွားဆုံးဟိုတယ်ဖြစ်ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်ဈေးကြီးပေးတဲ့ခုသူဧည့်သည်များ၏ကျင်းနှမှုမရှိသောတိုင်ကြားချက်များအထူးသဖြင့်ဝန်ဆောင်မှုပိုင်းနှင့်စီမံခန့်ခွဲမှုချွတ်ယင်ချက်များသည်ပကံဒေသရဲ့ခီးသွားလုပ်ငန်းကုန်တစ်ခါမှာထိခိုက်စေသည့်အခြေအနေတို့ရရှိလာခဲ့ပါတယ် ဝေဖန်သူများ၏အဓိကလက်ညှိုးထိုးပြမှုမှာဟိုတယ်ရဲ့ဆက်သွယ်ရန်ဖြစ်မှုပဲဖြစ်ပါတယ်။ဧည့်သည်များသည် reception call ဆိုရမည်မိမိတို့၏ကိုပိုင်ဖုန်းနှင့်ငွေကုန်ခံကဆက်သွယ်နေရသည်ဟုစွပ်စွဲထားပါသည်။ပိုပြီးဆိုရသောအချက်မှာ reception ဖုန်းနံပါတ်သည်ညပိုင်းတွင်အမြဲတမ်းဆက်ပိတ်ထားခြင်းဖြစ်ပါတယ်။ညဘက်မှာအရေးပေါ်ကျန်းမာရေးသို့မဟုတ်လုံခြုံရေးပြဿနာတစုံတရာပေါ်ပလာပါကဘသူကိုဆက်သွယ်ရမလဲမသိ။ဧည့်သည်များမှာညဘက်လိုအပ်ချက်ရှိလျင်ပင်အခန်းမှဆင်း၍လာရောက်မိန့်မြန်းနေရသည့်အခြေအနေသည် ဟိုတယ်ရဲ့တာဝန်ယူမှုတွေလုံခြုံရေးပေါ်အကြီးအကျယ်မေးခွန်းထုတ်စရာဖြစ်စေပါတယ်။ဟိုတယ်လောကကြီးအဓိကကြသည့်နနက်စာ breakfast ဝန်ဆောင်မှုမှာလည်းပြင်းထန်သောဝင်ဖယ်မှုကိုခံနေရပါတယ်။ဈေးကြီးပေပီတက်ခွေရသည့်ဟိုတယ်ဖြစ်ပါလျက်နနက်စာစားသည့်နေရာမှာပဲပေါင်းမန်းစုပ်ပြတ်တတ်နေသည်ဟုဖော်ပြထားပါတယ်။ နနက်စာတွင်ထမင်းစီစံထမင်းကြော်ဗရာကြော်ဟင်းရွက်ကြော်စသည့်ရိုးရှင်းသောမီနူးများသာပါဝင်သည့်အပြင်ကြက်ဥကြော်တောင်းဆိုပါကမလုတ်ပေးစင်သည့်ပုံစံမျက်နှာပေးမျိုးဖြင့်ဆက်ဆံခြင်းခံရကြောင်းလည်းဝေဖန်မှုတွင်ပါဝင်ပါသည်။ဟုတ်ပြီ။နနက်စာစားချိန်ပြီးဆုံးရန်나이ဝက်ခတ်လိုသေးတော့လေအစားအသောက်များကုန်နေခြင်းနှင့်ဧည့်သည်ကထပ်ဖြည့်ပြီးရန်မပြောမချင်းစောင့်စားနေခြင်းတို့သည်ဟိုတယ်ဝန်ထမ်းများ၏ အဝစ်ကြေပုံမူအတိတရားလုံးဝကင်းမဲ့နေခြင်းကို ပြသလိုက်ခြင်းဖြစ်သည်ဟုဝေဘန်သူကပြပြတသားမှတ်ချက်ပေးခဲ့ပါတယ်။အီဂျီနေများကြောင့်ဧည့်သည်များ၏စိတ်ပြတ်မှုအထူးထည့်ရောက်ခဲ့ပြီး၎င်းဟိုတယ်သည်ငွေလိန်ယူနေသည့်ဟုပင်ပြင်းထန်ထန်ဆွဆွဲပြောဆိုခဲ့ပါတယ်။ဝေဘန်သူသည်ပကံသွားရောက်မိခီးသွားများအားလုံးဝဒီဟိုတယ်မတဲပါနဲ့ဟုတိုက်ရိုက်တားမြစ်ခဲ့ပြီးမိုတယ်သို့မဟုတ် တဲကိုကန်ရှာလျင်ပင်ပိုး၍တာနာလိမ့်မည်ဟုနှိုင်းရှင်ဖော်ပြထားခဲ့ပါတယ်။နောက်ဆုံးတွင်ဟိုတယ်ပိုင်ရှင်မင်းသမီးကိုတိုင်းမိမိရဲ့စီးပွားရေးလုပ်ငန်းတွင်ဖြစ်ပေါ်နေသည့်ဤအားနည်းချက်များကိုသိရှိပြီးအ мян ဆုံးပြင်ဆင်ရန်နှင့်တာဝန်ယူမှုရှိမရှိဖြေရှင်းရန်ထိုက်ရိုက်တောင်းဆိုလိုက်သည်ဟုရေးသားခဲ့ပါသည်။ ဤကိစ္စသည်နမဲကျော်အမှုပညာရှင်များ၏စီးပွားရေးလုပ်ငန်းများအပေါ်တွင်လူအများကပို၍အလေးထားစောင့်ကြည့်တတ်သည့်သဘောကိုပြနေပြီးဝန်ဆောင်မှုပိုင်းဆိုင်ရာအရေးအသွေးကိုမြှင့်တင်ရန်မဖြစ်မနေလိုအပ်နေပြီဖြစ်ကြောင်းကိုလည်းပြည့်ပြည့်စုံစုံသတိပေးလိုက်ခြင်းပင်ဖြစ်ပါသည်။ပရိသတ်ကြီးရောရဲ့အမြင်ကဘယ်လိုရှိပါသလဲ။နမဲကျော်အမှုပညာရှင်တို့ပိုင်းဆိုင်တဲ့ဟိုတယ်မှာဒီလိုမျိုးလိုင်းခွဲဖို့မရှိခြင်းညဘက် reception ပိတ်ထားခြင်းနဲ့နနက်စာညံ့ပြင်းခြင်းလိုမျိုးအခြေခံဝန်ဆောင်မှုအားနည်းချက်တွေရှိနေတာဟာလက်ခံနိုင်စရာရှိပါသလား။ ဒီလိုအားနည်းချက်တွေဟာဟိုတယ်စီမံခန့်ခွဲမှုရဲ့ချို့ယင်းချက်တသက်လားဒါမှမဟုတ်ပိုင်ရှင်မင်းသမီးကြီးအနေနဲ့ကိုယ်တိုင်ပါဝင်စစ်ဆေးပြီးတာဝန်ယူဖြစ်ရှင်းပေးဖို့လိုအပ်တယ်လို့ယူဆပါသလားနောက်မှာပကံဒေတာကိုဖြေသွမ်းမဲ့သူတွေအနေနဲ့ဒီလိုဘတ်ရီဗျူးတွေထွက်ပေါ်လာတဲ့ဟိုတယ်ကိုဆက်ပြီးရွေးချယ်တဲခိုတင်ပါသေးသလား ကဲဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တင်တို့ရဲ့အမြင်တွေကို comment မှာပို့မွေလင်းလင်းဆွေးနွေးကြပါအောင်။ကျမတို့ရဲ့ channel ကိုလည်း subscribe လုပ်ထားပြီးနောက်ထပ်အရေးကြီးတဲ့အကြောင်းအရာတွေကိုလည်းလက်မလွတ်ဖို့ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ပြီးအဆက်မပြတ်စောင့်ကြည့်ပေးထားပါ။အားလုံးပဲကြိုဆိုင်ပြီးကျန်းမာစွာနေထိုင်နိုင်ကြပါစေ။